ီတိုင်းမြောင်းမြမြို့နယ်တောင်ကုန်းကျေးရွာမှာကြက်ခိုင်ပါတီစီရင်ရေးမှုကရဲနဲ့အုပ်ချုပ်ရေးမှုကိုလိုင်းကျေးပေးပြီးတရားမဝင်လောင်းကစားဝိုင်းတွေကိုပေါ်ပေါ်တည်တည်လုကင်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။တောင်ကုန်းကြီးရွာရွှေနမိတ်ရက်ဆိုင်မှာစက်ခိုင်ပါတီစီယုံရီမှုတန်းလွင်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုနဲ့ရဲတွေကိုတပတ်ကိုနှစ်ရက်လိုင်းကျေးပေးပြီးလောင်းကစားဝိုင်းတွေကိုလုကင်နေတာလို့ဆိုပါရယ် ဖဲဝိုင်း၊ခြောက်ကောက်ဝိုင်း၊လောင်းကစားဝိုင်းတွေကိုအဓိကလုပ်ကင်နေတယ်လို့သိရပါဗျ။တမ်းလွင်ကကြမ်းဖို့ပါတီစီရင်ရေးမှုတယောက်လည်းဖြစ်တော့စစ်တပ်နဲ့လည်းအဆင်ပြေတယ်လို့ဒေသခံတယောက်ကပြောပြပါဗျ။လောင်းကစားဝိုင်းတွေကိုတောင်ကုန်းကျေးရွာအပြင်ဇက်ကုံ၊ရေငန်၊တောင်ဖူးစာ၊အထက်စုတောင်မော်စုစတဲ့ကျေးရွာတွေဘက်မှလည်းဥဆောင်ပြီးတရားဝင်ပုံစံလုပ်ကင်နေတယ်လို့ဆိုပါဗျ။အဲ့ဒီလောင်းကစားဝိုင်းတွေကိုရဲနဲ့အုပ်ချုပ်ရေးမှုကငွေရနေတော့အရေးယူတာမရှိဘူးလို့အုပ်ချုပ်ရေးဖွဲ့နယ်နေဆက်သူတယောက်ကပြောပါဗျ။ ။လောင်ကစားဝိုင်းတွေမှာနေ့စဉ်သိန်းထောင်ချီကစားနေတာကြောင့်အကောက်ကြီးအနေနဲ့ကြမ်းခါရေးပါတီဆောင်ရွက်မှုတက်လွင်ကသိန်းရာချီရှိနေတယ်လို့သိရပြီးလောင်ကစားဝိုင်းတွေများလာတဲ့နောက်ပိုင်းအဲ့ဒီရွာတွေမှာစိုက်ကဲအခိုးခံရတာလက်ဝဲယန္တနာတွေလူရက်ခံနေရတဲ့ဖြစ်စဉ်အကြိမ်20ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါရရှင်။ အာနာရှင်အဆက်ဆက်တို့ရဲ့မလိုမုန်တီးစိတ်ထားနဲ့ဘလိုပဲတိုက်ခိုက်ချေမုန်ဖြက်စည်းနေပါစေပြည်သူရှိနေသူရဲ့ပါတီရှိနေမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကထုတ်ပြန်ပါတယ် ဒီကနေ့ကြာရောက်တဲ့ပါတီထီထောင်နာ38နှစ်ပြည့်ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပြီးဆရာနာသိန်းနာကြောင့်ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းတာမှာ NLD ဥက္ကဋ္ဌတောင်ဆန်းစုကြည်မပါဝင်တဲ့တွေးဆောင်ဆွေးနွေးတာတွေဟာပြည်လည်မှုမရနိုင်ဘူးလို့ဆိုပါတယ်။ဒါကြောင့်မတရားဖန်ဆီးခံထားရတဲ့တောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကြံသားတွေအားလုံးကိုချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက်မိတ်ဆွေနိုင်ငံတွေပြည်တွင်းပြည်ပမိတ်ဖက်အင်အားစုတွေကဆက်လက်ကြိုးပမ်းအားထုတ်ပေးဖို့နဲ့ NLD ကလည်းအားလုံးနဲ့အတူထိထိရရပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်ဒါပြင် NLD အနေနဲ့စစ်တပ်ကလုံးမဲ့အတူအယောင်ရွေးကောက်ပွဲကိုလက်မခံအတိအမှတ်မပြုပူပေါင်းဆောင်ရွက်မှာမဟုတ်ပဲအတူအယောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်ဘူးမိဖက်အင်အားစုတွေအားလုံးနဲ့ပူပေါင်းဆောင်ရွက်သွားမယ်လို့လဲဆိုပါတယ်ရှင်။ ဂီတလောကမှာအခိုင်အမာရည်တည်နိုင်ခဲ့တဲ့တရေတေးဆိုအသိပညာရှင်ဖီတာခင်ညိုရဲ့နောက်ဆုံးခရီးကိုအနုပညာအတိုင်းဝန်းနဲ့တေဂီတာပရိသတ်တွေလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်ဖီတာခင်ယိုဟာຫນွေသချင်းအပါဝင်ဒီဇမမနက်ခင်ຫນွေမဆိုရင်မပြမြခွာညိုစတဲ့အောင်မြင်ကျော်ကြားတဲ့ဒေသချင်းပေါင်းများစွာကိုတည်ဆုခဲ့ပြီးဒေသချင်းပေါင်း100ကျော်နဲ့ဒေစီရီအခွေပေါင်း20ကျော်ကိုတည်ဆုခဲ့သူပါ ဖီတာခင်ညူရဲ့နှွေမြခွာညုံအလွမ်းတစ်ချင်နှွေသားဆိုရင်မပြောင်းကျူရှင်လေကားရင်စတဲ့တစ်ချင်တွေကတော့လက်ရှိအချိန်ထိရေပန်းစားနေစေဖြစ်ပါတယ်ဖီတာခင်ညူကွယ်လွန်တဲ့အချိန်မှာအသက်80ရှိပြီဖြစ်ပြီးဇနီးနဲ့သား၃ယောက်ကြာရင်ခဲ့တယ်လို့သိရပါတယ်ရှင်ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကစစ်ကောင်မရှင်တပ်တွေကိုးကွယ်ခဲ့တဲ့တပ်ဦးဖုန်ကြီးချောင်းကိုစစ်ကောင်မရှင်က စက်တင်ဘာလ26ရက်နေ့ညနေ4နာရီခွဲလောက်ကလေကြောင်းကနေဖုန်းကျဲတိုက်ခိုက်ခဲ့တာကြောင့်ဖုန်းကြီးကြောင်းတစ်ဆောင်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်အခုဖုန်းကျဲခံရတဲ့အကြောင်းကစစ်ကောင်စီတွေကိုးကွယ်ခဲ့ကြတဲ့ဖုန်းကြီးကြောင်းဖြစ်ပြီးတောင်ကုန်းတိုက်ပွဲကလေးကဆရာတော်ကအเจ้าမှာသတင်းမသုံးတဲ့အတွက်လူအထိခိုက်တော့မရှိဘူးလို့သူကပြောပါရယ်ဒါပြင် အရင်ကတောင်ကုန်းမြို့ကိုလေကြောင်းတိုက်ခိုက်တာမရှိဘဲအခုလိုတိုက်ခိုက်ခဲ့တဲ့အပေါ်မြို့ကန်တွေကြားစိုးရိမ်မှုတွေရှိနေကြတယ်လို့သူကဆက်ပြောပါရယ်တောင်ကုန်းမြို့ကိုအရခတ်တော်အေကအ 2024ခုနှစ်ဒီဇင်ဘာလကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပထမဆုံးအကြိမ်စစ်ကောင်မရှင်တပ်ကလာရောက်ပြီးဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်တပ်ကစက်တင်ဘာလ12ရက်နေ့ကလည်းရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တရက်တပင်ကြီးရွာက ကိုပိုင်အထက်တန်းစာတင်ကျောင်းတစ်ခုကိုလေကျောင်းတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားယောက်20သေဆုံးခဲ့ပြီးနောက်ထပ်28ယောက်ထပ်မင်းဟာလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်ရှင် အင်အားပြင်းစကိုင်းကလင်ကြောင့်ပျက်စီးမှုတွေရှိခဲ့တဲ့မန္တလေးဈေးကျိုကဖြိုဖျက်ဖို့ကြံနေတဲ့တိုက်ခန်းတွေကိုဖြိုချဖို့ပြင်ဆင်နေတယ်လို့မြို့ကန်သတင်းရင်းမြစ်တွေကပြောပါရယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်မန္တလေးဈေးကျိုတော်မှာရှိတဲ့မန်းမြမာပလာဇာတောင်မြောက်တိုက်တန်းကြီးအပါအဝင်ဈေးဆိုင်တန်းအဆောက်အဦတွေအများအပြားထိခိုက်ခဲ့ရတာပါ။ လက်ရှိမှာတော့အဆောက်အဦတွေကိုဖြိုဖျက်ဖို့ကားတွေနဲ့ဘတ်ဖိုးခေါ်မြေကော်ဇက်တွေရောက်နေပြီး84လမ်း26လမ်းနဲ့28လမ်းကြားမှာရှိတဲ့ဈေးကြိုတော်တောင်မြောက်တိုက်တန်းတွေကဈေးအဆောက်အဦတွေကိုထိခိုက်ပျက်စီးမှုအနည်းအောင်ဆင့်သတ်မှတ်ကဖြိုဖျက်ဖို့အစီအစဉ်ခဲ့ကြတာဖြစ်တယ်လို့မန္တလေးမြို့ကန်တွေကပြောပါရယ်အဲ့ဒီအဆောက်အဦတွေရဲ့ကြန့်ခိုင်မှုအခြေအနေကိုစေအုပ်စုစစ်စေးရဲ့အဖွဲ့နဲ့အိန္ဒိယနိုင်ငံကပေးရနေရဲ့ကင်းရင်နဲ့ဖြတ်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့တွေကပြီးခဲ့တဲ့ဧပြီလဆန်းပိုင်း မှာဆက်ဆဲခဲ့ပြီးအနေရရှိတဲ့အနေအောင်အဆင့်ကိုတတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။အဆင့်မြင့်ဈေးကြိုတော့ပင်မအဆောက်အဦးကတော့ငလင်တန်းကြောင့်ထိခိုက်မှုမရှိခဲ့တဲ့အတွက်ဧပြီလကလေးကပုံမှန်ပြန်လည်ဖွင့်လှစ်ကလဲပတ်နေတယ်လို့မန္တလေးမြို့ကန်တွေကပြောပါတယ်။ဒါ့အပြင်မန်းမြေမှာပလာဇာလူနေတိုက်ခန်းတွေမှာလည်းပျက်စီးတွေရှိခဲ့တဲ့အတွက်လက်ရှိအချိန်ထိလူမနေကြသေးပဲပိတ်ထားရတယ်လို့မန္တလေးမြို့ကန်တွေစီကနေတဆင့်သိရပါတယ်ရှင်။ ကချင်ပြည်နယ်မိုးကောင်းမြို့နယ်နန်းခွင်ကြီးရွာမှာအလဲလဲပြအကြောင်းဆရာမတယောက်တနတ်ထောက်ပြီးငွေနဲ့ရွှေဆွဲကြိုးတို့အမှုကျန်းစီလူရက်ခံခဲ့ရတယ်လို့ဖြစ်စဉ်ကိုသိရှိသူတွေစီကသိရပါဗျာ။ စက်တင်ဘာလ26ရက်နေ့နေ့လယ်ပိုင်းကနန်းခွင်အလဲတန်းကျောင်းကဆီယမဟာနေ့လယ်ပိုင်းကျောင်းဆင်းချိန်နေကိုပြန်တဲ့လမ်းမှာအမျိုးသားတယောက်ကတနက်ထောက်ချင်းချောက်ပြီးဆိုင်ကယ်2 box ထဲကနေပါလာတဲ့ငွေကျပ်360နဲ့3ချက်သားရွှေစွဲကြိုတကုံးကိုအနုချမ်းစီလူရက်ယူဆောင်သွားတယ်လို့သိရပါဗျ။အဲ့လိုအနုကျန်းစီးခံရတဲ့အချိန်မှာဆီယမရဲ့အသက်၅နှစ်အရွယ်ကလေးလဲပါနေတာကြောင့်အသက်အန္တရာယ်ကိုစိုးရိမ်ပြီးရွှေနဲ့ငွေသားတွေကိုပေးလိုက်ရတာဖြစ်တယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်ကပြောပါရယ်။ဒါပေမဲ့ဆ ရာမရောသူ့ရဲ့ကလေးပါဒဏ်ရာရတာမျိုးမရှိဘူးလို့သိရပါတယ်။အနုချန်းစီလူရက်သွားတဲ့အမျိုးသားနှစ်ယောက်ဟာလူငယ်ပိုင်းအရွယ်တွေဖြစ်ပြီးပျောက်ကြားမှုကအင်ဂျင်နဲ့နှာခေါင်းစီး mask တွေတပ်ဆင်ထားပြီးလူပြက်တဲ့နေရာမှာတနက်တွေနဲ့အသင်ဆောင်လူရက်သွားတာဖြစ်တယ်လို့သိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့စတက်လာအောက်ခံသက်ဆိုင်ရာနယ်မြေရဲစခန်းမှာတိုက်ကြားထားတာကြောင့်ရဲတပ်ဖွဲ့ဝင်တွေကအခင်းဖြစ်ပွားတဲ့နေရာကိုလာရောက်ဆစ်ဆေးသွားတယ်လို့သိရပါပါတယ်ရှင်။ နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့အသုံးပြုတဲ့နယ်ပယ်မှာပူးပေါင်းဆောင်ရွက်ဖို့အတွက်ရုရှားနိုင်ငံပိုင်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနဲ့စစ်တပ်ရဲ့သိပ္ပံနဲ့နှိပညာဝင်ကြီးဌာနတို့ဟာစက်တင်ဘာလ26ရက်နေ့ကသဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့စစ်တပ်ရဲ့သတင်းစာတွေမှာဖော်ပြပါဗျာ။ ဒါပြင်ရုရှားနိုင်ငံပိုင်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းရိုစတာတန်ညွန်ကြိုင်းမှုချုပ်နဲ့ဆေအိုဆူတို့တွေ့ဆုံပြီးနျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုဖို့ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနျူကလ িয়ার အခြေခံအဆောက်အုံတွေဆောက်လုပ်ဖို့နဲ့နျူကလ িয়ার ဆိုင်ရာကိစ္စတွေမှာသင်တန်းပေးဖို့အစားအသောက်တွေကိုဆွေးနွေးခဲ့တယ်လို့လည်းစစ်တပ်ရဲ့သတင်းစာတွေကဖော်ပြပါဗျ။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့ဟာရုရှားနိုင်ငံကနျူကလ িয়ার နည်းပညာရထားတဲ့နှစ်80ပြည့်အထိမ်းအမှတ်နဲ့ပြုလုပ်တဲ့ကမ္ဘာအနုမြူရဲတပ်ဘက်ဖိုရမ်ကိုတ က်ဖို့ရုရှားနိုင်ငံကိုရောက်နေတာဖြစ်ပါတယ်။စစ်ကောင်းဆောင်ဟာရုရှားသမ္မတပူတင်နဲ့စက်တင်ဘာလ25ရက်နေ့ကတွေ့ဆုံခဲ့သေးပြီးမြန်မာနိုင်ငံမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိစ္စနဲ့အရင်ကရုရှားနဲ့အစိုးရစုကြသဘောတူလက်မှတ်ထိုးထားတဲ့ကိစ္စတွေအကောင့်ထဲပေါ်ဖို့ကိုလည်းဆွေးနွေးခဲ့တယ်လို့စစ်တပ်ရဲ့သတင်းစာတွေမှာဖော်ပြပါရရှင်။ စကိုင်းတိုင်းဘူးတလေမြို့နယ်ရဲကိုစစ်တပ်ကစက်တင်ဘာလ25ရက်နေ့မှာထပ်ပြီးစစ်ကြောင်းထိုးလာတာကြောင့်ဒေသခံပြည်သူ1500ကျော်ဟာနေရွှန့်ခွာ ထွက်ပြေးနေကြရတယ်လို့ဒေသခံတွေကပြောပါရတယ်။ စက်တင်ဘာလ25ရက်နေ့မနက်ပိုင်းမှာဗုဒ္ဓလင်မြို့နယ်ရဲ့တောင်ချံမုံရွာနယ်နဲ့ထိစပ်နေတဲ့ဇီးတော်အနောက်ရွာကိုမုံရွာနာမခကစစ်ကြောင်းထိုးဝင်လာပြီးတက်ဆွဲနေလို့ရွာကန်တွေနဲ့အဲ့ဒီအနီးအနားရွာတွေကပြည်သူ1500လောက်ထွက်ပြေးလာကြရတယ်လို့ဗုဒ္ဓလင်မြို့နယ်လူသားစာနာအဖွဲ့ရဲ့တာဝန်ခံက TV ကိုပြောပါရယ်လက်ရှိနေရဆုံးခွာထွက်ပြေးလာကြတဲ့ဒေသခံပြည်သူတွေကိုဗုဒ္ဓလင်မြို့နယ်လူသားစာနာအဖွဲ့ကပဲစာနာရေးခါရီစီစဉ်ထောက်ပံ့ကူညီဆောင်ရွက်ပေးနေရတယ်လို့လဲဆိုပါရယ်လက်ရှိတိုက်ပွဲဖြစ်တာလည်းမရှိ သေးသလိုကျေးရွာတွေကိုမီးရှို့တာလည်းမရှိသေးပေမဲ့ကျေးရွာတွေကပြည်သူလူထုရဲ့ပစ္စည်းတွေကိုခိုးယူနေပြီးစစ်ရေးအခြေအနေကတင်းမာနေတယ်လို့ဗုဒ္ဓလင်အခြေစိုက်တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပါရယ်အဲ့ဒီစစ်ကြောင်းမှာခမန်းအင်အား120ဝန်းကျင်ရှိတယ်လို့လည်းသိရပါရယ်ရှင် မကွေးတိုင်းထဲမှာအခုရက်ပိုင်းမိုးတဲတဲမဲရွာသွန်းတာကြောင့်စောမျိုးနဲ့ကြောက်ထုမျိုးတွေကိုဆက်သွယ်ထားတဲ့ကတ္တရာလမ်းပိုင်းဟာစက်တင်ဘာလ25ရက်နေ့ညနေပိုင်းမှာမြေပြိုကျပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စောနဲ့ကြောက်ထုကြကကတ္တရာကားလမ်းပေါ်မှာရှိတဲ့ဒေသအခေါ်တန်ပေါင်တရားနဲ့လက်ကြီးအိုင်ရွာကြားမှာပေ150လောက်ပြိုကျပျက်စီးသွားခဲ့တာဖြစ်တယ်လို့စောမျိုးနယ်ပါအဖာတာဝန်ရှိသူကိုနိုဘယ်က TV ကိုပြောပါတယ်။ မြေပြိုကျတာကြောင့်အရိကတ်တရလမ်းပိုင်းဟာပိန်ချောင်းဘက်ကိုပြိုကျသွားခဲ့ပြီးတစ်ပင်တွေလည်းလဲကျပိတ်ဆို့ခဲ့က ခီးတော်ပြည်သူတွေအတွက်ခီးတော်လာရဲ့အခက်အခဲတွေဖြစ်ခဲ့တယ်လို့ဆိုပါရယ် ပျက်စီးသွားတဲ့လမ်းမိုင်းကိုစက်တင်ဘာလ26ရက်နေ့မနက်ပိုင်းမှာတော့ဒေသခံပြည်သူတွေဝိုင်းဝန်းပြင်ဆင်နေကြတယ်လို့လည်းဆိုပါရယ်လက်ရှိမှာတော့လမ်းမိုင်းကပြန်ပွင့်သွားပေမဲ့ကားကြီးတွေကိုတော့ဖြတ်တန်းခွင့်မပေးသေးပဲကြံနေတဲ့ရှင်းလင်းရေးတွေနဲ့အေးရှိခန္ဓာရေးတွေအတွက်ဆက်လက်ဆောင်ရွက်နေကြကြောင်းဆိုင်ကယ်နဲ့ကားငယ်လေးတွေကိုလည်းအချိန်အကန့်အသတ်နဲ့ဖြတ်တန်းဖို့စီစဉ်နေကြတယ်လို့ဒေသခံတအုပ်က TV ကိုပြောပြပါရယ်ရှင် AR တိုင်းရည်ကြီးမျိုးနဲ့တဲကုန်ကျေးရွာစိတ်ကမ်းမှာကျေးရွာအုပ်စုအထောက်ရည်မှုနဲ့ကန်းနီရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေကဆက်လီနဲ့ကုန်ပစ္စည်းတဲယူသူတွေစီကနေတိမ့်နဲ့ချီပီငွေတောင်းယူတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ တဲကုန်းကြီးရွာအုပ်စုအထွေရေးမှုအေထုံအဖွဲ့နဲ့ကန်နီရေစကန်ကတူရဲအုံမြင့်လွင်ဦးတို့အဖွဲ့ကဆက်လီဆိုင်ကတ်ချိန်ကုန်ပစ္စည်းလာရောက်တည်ယူတဲ့ကုန်ပိုင်ရှင်တွေစီကနေဈေးဆိုင်တဆိုင်ကိုငွေကျပ်2သိန်းကနေ4သိန်းအထိအတင်းအဓမ္မတောင်းယူခဲ့တယ်လို့ငတိုင်းချောင်းဒေသခံတွေကပြောပါရယ်။ဒါပြင်ကြီးရွာကနေဈေးလာဝယ်သူတွေစီကပစ္စည်းနှဲရင်2000ကျပ်ပေးရပြီးပစ္စည်းများရင်8000ကျပ်အထိပေးရတဲ့အပြင်စံနဲ့စီဆိုရင်ပိုစစ်ဆေးပြီးပတ်စံပို့တောင်းတယ်လို့ငတိုင်းချောင်းဒေသခံတယောက်က TV ကိုပြောပါရယ်။ Okay. ။ငတိုင်းချောင်းအောက်ဘက်ကကြေးရွာတွေမှာလူတယောက်ကိုဆန်6ပြည်ပဲတည်ယူခွင့်ရှိတယ်လို့သူကပြောပါရယ်။ AR တိုင်းအတွင်းကငတိုင်းချောင်းလေးမျက်နာသာပေါင်းနဲ့ရခိုင်ရိုးမအဆက်ကကြေးရွာတွေကိုစစ်ကောင်မရှင်တပ်ကကုန်စီတည်ယူခွင့်ပိတ်ပင်ထားပြီးတွေ့ရင်ဖမ်းဆီးနှိပ်စက်တာတွေပါပြုလုပ်နေပါတယ်။၂025ခုနှစ်ကစတင်ပြီး AR တိုင်းအတွင်းကသာပေါင်း၊ရေကြီး၊လေးမျက်နှာ၊အင်ကပူမျိုးနယ်နဲ့ပသိမ်မျိုးအောက်ဘက်မကြီးစင်ဘောမီဒေတာတွေမှာစစ်ကောင်မရှင်တပ်နဲ့အေးပူပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ် ယ်လို့သိရပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ကြောက်တောကျေးရွာနယ်မင်းပလောင်ကျေးရွာကစစ်ရှောင်နေတဲ့တဲတွေကိုစစ်ကောင်မရှင်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဓနုပြည်နယ်မြို့သားကကွယ်ရေးတပ်တော် DSNDA ကစက်တင်ဘာလ26ရက်နေ့ကထုတ်ပြန်ထားပါတယ်။ August 25ရက်နေ့ကစစ်ကောင်မရှင်တပ်ကကြောက်တောကျေးရွာကပြည်သူတွေရဲ့နေအိမ်38လုံးကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ ဒါပြင်ဩဂတ်လကစပြီးမြင်းပလောင်ကြီးရွာကဒေသခံတွေဆစ်ရှောင်နေတဲ့တောတွေတဲကိုစစ်ကော်မရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ထပ်မံပြီးဆစ်ရှောင်နေချိန်ဆစ်ရှောင်နေချင်းခဲ့တဲ့တဲတွေကိုပါမီးရှို့ဖြက်စီးခဲ့ပါသေးတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့နဲ့15ရက်နေ့ကလည်းကြောက်တော့ရွာကနေ23လုံးနဲ့စပတ်ကြီးတွေကိုမီးရှို့ဖြက်စီးခဲ့တယ်လို့သိရပါဗျ အိမ်မီရှို့တာကတော့အရင်လကစစ်ကြောင်းလေးရှို့တဲ့အပြင်အခုလထဲမှာလည်းရှို့တာ AJ 60လောက်ပါသွားတယ်လို့ DSNDA ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ် ဒါအပြင်ဆစ်ဆောင်တွေဟာလာနေချီပြီးဆစ်ဆောင်နေကြရတဲ့အတွက် ရိခါပြက်လက်တာတွေနဲ့ကြုံတွေ့နေရတယ်လို့သူကဆက်ပြောပါတယ်။စစ်ကော်မရှင်တပ်ကဩဂတ်လထဲမှာညောင်မင်းသားနဲ့ကြောက်တော့ကြည်ရဲကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်တော့လက်နက်ကြီးဟောဝေစာအလုံး40ကျော်ပစ်ခတ်ပြီးစစ်ကြောင်းထိုးတက်ဆွဲနေထိုင်ခဲ့တာတွေအပြင်အိမ်မွေးတရိတ်ဆန်တွေကိုတတ်စားပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူပြီးတဲ့နောက်စစ်ကြောင်းပြန်လဲထွက်ခွာသွားတယ်လို့သိရပါတယ်ရှင်။ ARR တိုင်းပသိမ်မျိုးကရက်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကိုစစ်မှုထမ်းဥပဒေအသုံးပြုပြီးစစ်မှုထမ်းရောင်းဝယ်တာနဲ့လိုင်စင်မဲ့ကားစီးနှင်းမှုတွေကြောင့်စစ်တပ်ကစက်တင်ဘာလ25ရက်နေ့မှာလာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ ပသိမ်မြို့အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှုနဲ့ရှစ်ရပ်ကွက်အုပ်ချုပ်ရေးမှုအပါအဝင်ရက်ကြီးစည်ရေးတအုပ်ကိုတရားမဝင်စစ်မှုထမ်းအယောင်းဝယ်ပြုလုပ်မှုငွေလွှဲသုံးစားပြုလုပ်မှုကားဝတ်တောက်စီးနှင်းမှုတွေနဲ့ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးတစ်ဆယ်ရပ်ကွက်အုပ်ချုပ်ရေးမှုကထွက်ပြေးလွတ်မြောက်သွားပြီးကားကိုသိမ်းဆီးသွားခဲ့တယ်လို့ပသိမ်မြို့ကန်တအုပ်ကပြောပါရယ် အဲ့ဒီဥချိုရီမှုတွေကမြို့နယ်စီမံတာဝန်ရှိသူနဲ့ပေါင်းပြီးတရားမဝင်စစ်မှုတမ်းလိုအယောင်ဝယ်တွေပြုလုပ်နေတယ်လို့ပြည်သူတွေပေါ်အနိုင်ကျင့်သူတွေဖြစ်လို့အခုလိုထိန်းသိမ်းခံရတယ်ဆိုတာကိုကြားတဲ့အခါပြည်သူတွေကဝမ်းသာနေတယ်လို့လည်းမြို့ကန်တအုပ်ကဆိုပါတယ်။နေပြည်တော်ကဆင်းလာတဲ့အဖွဲ့ကအခုလိုဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီးဆက်လက်ဖမ်းဆီးဖို့ကြံနေတဲ့နေမြေမှုကို6ရက်ကတည်းကအင်အား20ကျော်နဲ့လိုက်လံရှာဖွေနေတယ်လို့လည်းပသိမ်ဒေသခံတွေစီကနေတစင်သိရပါပါတယ်ရှင်။ နေပြည်တော်ပြည်မနာမြို့နယ်မှာစက်တင်ဘာလ26ရက်နေ့ည7:00နာရီလောက်ကမိုးသက်ထန်စွာရွာသွန်းတာနဲ့တောင်ကြရေကြောင်းကျေးရွာ3ရွာကဒေသခံ600ကျော်ကိုဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ဒေသခံတွေနဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေစီကသိရပါဗျ။တရားစုအင်းသာဂျိုဒန်ကျေးရွာကဒေသခံ600ကျော်ကိုအနေရရှိလာနိုင်တာကြောင့်အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ တောင်ကြီးကတဟုန်တို့ကျဆင်းလာတာနဲ့မိုးတံကြောင့်မြေသားတွေပါအိကျလာလို့အန္တရာယ်ရှိတဲ့အခြေအနေဖြစ်တာကြောင့်ပြောင်းရွှေ့ခဲ့ရတာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပါရယ်။တဘာဝဘေးတင့်သူတွေကိုညာဘက်ကြီးပြောင်းရွှေ့ရတာကြောင့်ခက်ခဲခဲ့ပြီးလက်ရှိချိန်မှာဒေသခံတွေကိုဆွေမျိုးတွေရှိတဲ့နေရာနဲ့ဖုံးတော်ကြီးကျောင်းမှာရွှေ့ပြောင်းပေးထားတယ်လို့မြေပြင်မှာအကူအညီရေးဆောင်ရွက်ပေးခဲ့သူတယောက်ကပြောပါရယ်။ ကျေးရွာ၃ရွာကဒေသခံတွေဟာအရေးပေါ်ပြောင်းရွှေ့ခဲ့ရတာကြောင့်တိတ်ဆုံးထိခိုက်သူမရှိဘူးလို့ဆိုပါရယ်ပြင်မနောက်မှာဒီကနေ့စက်တင်ဘာလ28ရက်နေ့မနက်ပိုင်းအထိမိုးအဆက်မပြတ်ရွာသွန်းနေပါရယ်စက်တင်ဘာလ23ရက်နေ့ည7နာရီလောက်ကလည်းပုပ္ပတိရီမြို့နယ်သပင်ရွှေထီးရက်ကွက်မှာမိုးသက်ထန်စွာရွာသွန်းပြီးတောင်ကျရေတွေကျဆင်းလာတာကြောင့်ဒေသခံတွေကိုရေပေးလို့ရအောင်ညှာတွင်းချင်းရွှေ့ပြောင်းခဲ့ရသေးတယ်လို့သိရပါရယ်ရှင် စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင် UEC ကနိုင်ငံရေးပါတီတွေအနေနဲ့ရွေးကောက်ပွဲအတွက်နိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကနေမဲဆွယ်စည်းရုံးနာမှာစစ်တပ်ကုံတိတ်ခါထိခိုက်အောင်မပြောမိဖို့နဲ့စစ်တပ်ပြုတ်ကွဲစီမဲစကားမပြောဖို့အပါအဝင်စီကံချက်၉ချက်ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာလ25ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ဒီထုတ်ပြန်ချက်မှာတော့နိုင်ငံရေးပါတီတွေနိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်တံကနေမဲဆွယ်စီရင်ရေးဟောပြောနိုင်ဖို့အော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိခွင့်ပြုတယ်လို့ဖော်ပြထားပါတယ်မဲဆွေစီယုံဖို့ပါတီတခုကို15မိနစ်ပြောခွင့်ပြုမှာဖြစ်ပြီးမဲဆွေစီယုံရေးပြောမဲ့အဆောင်မျိုးကိုလည်းတင်ပြပေးရမှာဖြစ်တယ်လို့တင်ပြထားတဲ့အဆောင်မျိုးကို UEC ကစစ်စစ်ပြီးပြန်လည်ပြင်ဆင်ရေးသားမယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ် မဲဆွယ်စီယုံရေးကိုတိုင်းသားဘာသာစကားနဲ့လည်းစီယုံခွင့်ပြုမှာ ဖြစ်ပေမဲ့စာမူတင်ပြရင်မြန်မာဘာသာနဲ့ပါပူးတဲတင်ပြရမှာလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ဖိလပိုင်ပင်လယ်ပြင်အနောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့အားကောင်းတဲ့အပူပိုင်းမုန်တိုင်းပွက်လွှဲဟာစက်တင်ဘာလ26ရက်နေ့ညကတောင်တရုတ်ပင်လယ်ကိုရောက်ရှိခဲ့ပြီးတဲ့နောက်တိုင်ဖုန်းမုန်တိုင်းပွက်လွှဲဖြစ်အားကောင်းလာပြီးစက်တင်ဘာလ28ရက်နေ့ညမှာဗီယက်နမ်နိုင်ငံရဲ့ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်လာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ ဲ့ဒီတိုင်ဖုန်းမုန်တိုင်းဘူအလွိုင်းအကျဉ်းကျန်တွေနဲ့ဘင်္ဂလားပင်လယ်အော်ဘက်ကမုန်တိုင်းငယ်တွေရဲ့တိုက်ရောက်မှုတွေကြောင့်စက်တင်ဘာလ29ရက်နေ့ကနေ30ရက်နေ့အထိ AR တိုင်းရခိုင်ပြည်နယ်မွန်ပြည်နယ်တွေမှာ82နာရီအတွင်းမိုးရီချိန်3လက်မခွဲနဲ့အထက်4လက်မခွဲထိရွာသွန်းနိုင်ပြီးနေပြည်တော်ပါဝင်ကြံပြည်နယ်တိုင်းအလုံးမှာမိုးအသင်တင်ရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ စက်တင်ဘာလ30ရက်နေ့မှာရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဝင်းကျင်နဲ့မန္တလေးတိုင်းကျောက်ဆယ်ခရိုင်တွေမှာမိုးအထက်တက်ရွာနိုင်သလိုနေရာကွက်ပြီးမိုးသည်ထန်နိုင်တယ်လို့လည်းဆိုပါတယ်။ဒီတိုင်ဖုန်းမုန်တိုင်းဖို့လိုက်ဟာ category 2တိုင်ဖုန်းအဆင့်ထိရောက်ရှိလာနိုင်ပြီးတော့ပြီးခဲ့တဲ့ super တိုင်ဖုန်း Raga Sa နဲ့နှိုင်းရှင်ရင်အရွယ်အစားနဲ့လေတိုက်နှုန်းဟာများစွာအားနည်းနေတယ်လို့သိရပါတယ်ရှင်။